င်္ဂလာပါရှင့်ဒူဂလာဖြစ်သူလန်ချန်နယ်ရနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကိုယ့်ရဲ့ laptop screen မှာထားထားတဲ့ password ကိုချိန်ချင်းရင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုပြပေးသွားမှာပဲဖြစ်ပါတယ်အခုဒီ laptop ကတော့ Windows 10မှာကဲ password ချိန်မယ်ဆိုလို့ရှိရင်ပထမဆုံးဒီအောက်က task bar မှာရှိတဲ့ search bar နေရာလေးကနေ control panel လို့ရိုက်ရှာလိုက်ပါဒီက open ဆိုတာလေးကိုနှိပ်ပြီးတော့ဝင်လိုက်မယ် ဒီရောက်မှမြင်ရတဲ့ user account ဆိုတာလေးကိုနှိပ်ပေးပါပြီးရင်ဒီက manage another account ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးသွားရင်ဒီဘောလေးကိုထပ်နှိပ်ပေးကဲကိုက password ချိန်မယ်ဆိုတော့ဒီက change the password ဆိုတာလေးပေါ့ကိုနှိပ်ပေးလိုက်ပါဒီက current password နေရာမှာကကြာတော့လက်ရှိ ကိုထားထားတဲ့ password ကိုထည့်ပေး new password နေရာမှာကကြတော့ကိုအစ်စ်ထပ်ပြီးတော့ပြောင်းချင်တဲ့ password ကိုထည့်လိုက်ပါပြီးတော့ရင်ခုနကကိုအစ်စ်ပြောင်းမဲ့ password ကိုဒီက confirm new password မှာ ထပ်ပြီးတော့ရိုက်ပေးလိုက်ဒီရောက်က type a password hint ဆိုတာကကြတော့ကိုမတော်တဆပေါ့နော် password တွေပါနေသွားရင် hint ထားထားတဲ့သဘောပါ ရဲခုလိုမျိုးအကုန်လုံးကိုယ်စိတ်ကြိုက်ထားပြီးလို့ chain password ဆိုတာကိုနှိပ်လိုက်တာနဲ့ password ကချိန်သွားပြီပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီမှာ laptop ကိုဆက်ပိတ်ပြီးတော့ခုနကပြောင်းလိုက်တဲ့ password အတင်းနဲ့ပြန်ဝင်ကြည့်လိုက်ရင်ရသွားမှာပဲဖြစ်ပါတယ်။မသိတာလေးတွေထပ်ပြီးတော့သိချင်တာလေးရှိရဆိုလို့ရှိရင်လည်းဒီ YouTube video ရဲ့ comment box ကနေပြီးတော့မှတ်သားလို့ရပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်။နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။